မင်္ဂလာပါ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တို့ကြေပြောလာတဲ့စကြဝဠာတွေကစိတ်ဝင်စားစရာအကောင်းဆုံးနေရာတစ်ခုအကြောင်းပြောပြပေးသွားမှာပါအဲ့ဒါကတော့ K28DB လို့ခေါ်တဲ့ကြုံကြီးပါဒီကျောင်းဟာသိပ္ပံပညာရှင်တွေကိုအရန်စိတ်လှူရှားစေခဲ့ပြီးကျွန်တော်တို့ကဘာမြေပြင်ပကတခြားဘယ်နေရာတွေမှာတက်ရှိတွေရှိနေနိုင်မလဲဆိုတဲ့မိကွန်းရဲ့ဖြေကိုရှာဖွေရမှာအရေးပါတဲ့ခြေလှမ်းတစ်ဖြစ်လာနိုင်ပါတယ် K28DB ကဘာလို့ဒီလောက်ရေးပါတာလဲ ဒီကျိုးရဲ့ထူးခြားချက်တွေကဘာတွေလဲကျွန်တော်တို့ဒီနေ့အသေးစိတ်ဆွေးနွေးသွားပါမယ်။ဒါကြောင့်ဗီဒီယိုလေးကို ဆုံးအောင်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါရစေ။ပထမဆုံးအနေနဲ့ K2ADB ရဲ့အခြေခံချက်လက်လေးတွေနဲ့ဆက်လိုက်ကြရအောင်ပါ။ K2ADB ဟာကျွန်တော်တို့ကဘာကနေအလင်းနှစ်120လောက်ဝေးတဲ့နေရာမှာရှိပါတယ်။ အမျိုးစားဂျပန်လေးတလုံးဖြစ်တဲ့ K2AD ကိုလက်ပတ်နေတာပါဒီကြော်ကို2015ခုနှစ်မှာကပလာအာဂါဒဘယ်လီစကုတ်ရဲ့ K2 mission ကနေစတင်တွေ့ရှိခဲ့တာပါ G2ADB ဟာကျွန်တော်တို့ကမ္ဘာထက်အများကြီးပိုကြီးပါတယ်အချင်းအဖြစ်ကမ္ဘာချင်းရဲ့1.6ဆက်လောက်ရှိပြီးဂျက်ထူအဖြစ်ကမ္ဘာဂျက်ထူရဲ့8ဆက်လောက်ရှိပါတယ်ဒါကြောင့်သိပ္ပံပညာရှင်တွေကသူ့ကိုစူပါအက်မျိုးစားရဲ့ထည့်သွင်းစဉ်းစားကြတယ်လို့တချို့ကလည်းမီနီနက်ပကျွန်းလို့ခေါ်ဆိုကြပါတယ် ဆိုလိုတာကသူ့မှာကြောက်သားမာခံတစ်ခုရှိနိုင်တယ်လို့ရေခဲဒါမှမဟုတ်တငွေထူထက်တဲ့အလွာတွေလည်းရှိနိုင်ပါတယ်။ G28DB ကိုဘာလို့စိတ်ဝင်စားကြတာလဲဆိုတဲ့အဓိကအချက်ကတော့သူကသူ့ရဲ့ဂျေဘူနီ G28D ရဲ့နေထိုင်နိုင်ဖွယ်စုံတဲမှာတည်ရှိနေလို့ပါပဲ။နေထိုင်နိုင်ဖွယ်စုံဆိုတာကကျော်လုံးရဲ့မျက်နှာပြင်ပေါ်မှာအရေးချေနေတဲ့ရေတည်ရှိနိုင်လောက်တဲ့အပူချိန်ရှိတဲ့နေရာကိုခေါ်တာပါ။ K2ADJ ဘူနီကကျွန်တော်တို့ရဲ့နေလို့လင်းအားမများတဲ့အတွက် K2ADB ဟာသူ့ကျယ်နဲ့မနီမဝေးမှာလက်ပတ်နေပါဗျ။ဒီကွာဝေးကပဲသူ့ရဲ့အပူချိန်ကိုအရေးချေနေနဲ့ရရှိနိုင်ခြေရှိတဲ့အနေအထားဖြစ်အောင်ထိန်းချုပ်ပေးထားပါဗျ။ဒါဟာတက်ရှိတွေပေါက်ဖွားရှင်တန်ဖို့အတွက်အခြေခံအကျဆုံးလိုအပ်ချက်တွေကတခုဖြစ်ပါဗျ။ K2ADB ကိုပိုပြီးစိတ်လှုပ်ရှားစရာကောင်းလာစေတာကတော့သူ့ရဲ့လေထုကိုလေ့လာမှုတွေပါပဲမကြသေးမီက ာကာသရေကစွန့်ထက်ဆုံးလေလီစကုတ်ကြီးဖြစ်တဲ့ JWFD ကိုအသုံးပြုပြီး K28DB ရဲ့လေထုကိုအသေးစိတ် လေ့လာခဲ့ကြပါတယ်။လေ့လာချက်တွေအရ K28DB ရဲ့လေထုထဲမှာရေခိုးရေငွေ့အများပြားပါဝင်နေတာကိုအခိုင်အမာတွေ့ရှိခဲ့ရပါတယ်။ဒါ့အပြင်မီသိန်းနဲ့ကာဗွန်ဒိုင်အောက်ဆိုက်လိုမျိုးကာဗွန်ပါဝင်တဲ့မော်လီကျူးတွေလည်းပါဝင်နေတာကိုတွေ့ရပါတယ်။ဒီလိုကာဗွန်ဒိုင်အောက်ဆိုက်နဲ့မီသိန်းလို မော်လီကျူးတွေဟာကမ္ဘာမြေပေါ်ကတက်ရှိတွေအတွက်အရေးပါတဲ့ဓာတုဗေဒဖြစ်စဉ်တွေမှာပါဝင်နေတဲ့မော်လီကျူးတွေပါ။ ဒီရှာဖွေတွေ့ရှိမှုကဘာကြောင့်ဒီလောက်ရေးကြီးတယ်လဲဆိုရင် K28DB ဟာရေဖုံးလွှမ်းနေတဲ့ကြောင့်မျိုးစားဖြစ်နိုင်တယ်ဆိုတဲ့အယူဆကိုပိုပြီးအကောင်းစေလို့ပါပဲရေဖုံးလွှမ်းနေတဲ့ကြောင့်ဆိုတာကတမွေထူထက်တဲ့လေတုအောက်မှာအရေးချေနေတဲ့ရေသမုတ်တရာကြီးတွေရှိနေနိုင်တဲ့ကြောင့်မျိုးကိုခေါ်တာပါကျွန်တော်တို့ကဘာမြေပေါ်မှာရေဟာတက်ရှိတွေအတွက်မရှိမဖြစ်လိုအပ်တဲ့အရာပါ K28DB မှာရေခိုးရေငွေ့နဲ့ကာဗွန်ပါဝင်တဲ့မော်လီကျူးတွေတွေ့ရှိရတာဟာသူ့ရဲ့လေထုနဲ့မျက်နှာပြင်အခြေအနေတွေဟာတက်ရှိတွေပေါက်ဖွားရှင်တံမှုအတွက် အထောက်ကူဖြစ်စေနိုင်တယ်ဆိုတဲ့အလားအလာကိုပြတ်တက်နေပါဗါဒီတော့အလုံးသိကျင်နေကြတဲ့မိကုံးကိုရောက်လာပါပြီ K2ATB မှာတက်ရှိတွေရှိနိုင်သလားဒီမိကုံးရဲ့တိကျတဲ့ဖြေကိုကျွန်တော်တို့မသိရသေးပါဘူးဒါပေမဲ့ JWFD ရဲ့ရှာဖွေတွေ့ရှိမှုတွေကဒီလားလာကိုပို့ပြီးစိတ်ဝင်စားဖို့ကောင်းအောင်ဖန်တီးပေးလိုက်ပါတယ် အထူးခြားဆုံးရှာဖွေတွေ့ရှိမှုတစ်ခုကတော့ DNA လို့ခေါ်တဲ့ molecule ကို K2ADB ရဲ့လေထုထဲမှာတွေ့ရှိနိုင်နေဆိုတဲ့အရေးအယံပါပဲ DNA ဆိုတဲ့ molecule ကကဘာမြေပေါ်မှာဆိုရင်ပင်လယ်သမုဒ္ဒရာတွေကရင်းညှိလိုမျိုးသက်ရှိတွေကနေထုတ်လွှတ်တဲ့ဓာတ်ငွေတစ်ခုပါကဘာပေါ်မှာ DNA ကိုသက်ရှိတွေကသာအဓိကထုတ်လွှတ်တာဖြစ်တဲ့အတွက် K2ADB မှာဒီ molecule တွေ့ရှိခဲ့ရင်ဒါဟာသက်ရှိရှိနေခြင်းရဲ့အားကောင်းတဲ့လက္ခဏာတစ်ခုဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့တတိထားဖို့လိုပါတယ် DNA တွေ့ရှိမှုဟာအခုချိန်မှာအလားအလာရှိတဲ့ရိပ်ရောင်ပဲရှိပါသေးတယ်တက်ရှိတွေကထုတ်လွတ်တာမဟုတ်ပဲတခြားဘူမိယူပဗေဒဖြစ်စဉ်တွေကနေလည်းထွက်ပေါ်လာနိုင်ခြေရှိပါတယ်ဒါအပြင်ဒီတွေ့ရှိမှုကိုအတည်ပြုနိုင်ဖို့နဲ့ပုံမခံမာတဲ့အချက်လက်တွေရဖို့အတွက်ထပ်မံလေ့လာဖို့လိုအပ်ပါသေးတယ် K28DB ကိုလေ့လာရမှာစင်ခေါ်မှုတွေလည်းရှိပါတယ်။သူကအလင်းနှစ်တရား20လောက်ဝေးတာကြောင့် သေးစိတ်လေးလာဖို့ခက်ခဲပါတယ်။ဒါ့အပြင်သူလက်ပတ်နေတဲ့ K2AD ဂျပန်ကလည်းတခါတရံမိတောက်ကြီးတွေထိုးလွတ်တတ်ပါတယ်။ဒီမိတောက်တွေဟာကြိုးရဲ့လေရုကိုထိခိုက်စေနိုင်ပြီးတက်ရှိတွေအတွက်အနေရဖြစ်စေနိုင်ပါတယ်။တို့ပေမဲ့လည်းသိပ္ပံပညာရှင်တွေက K2AD ပြပေါ်မျောလင့်ချက်ကြီးစွာထားရှိနေကြပါတယ်။ JWST လိုမျိုးစွန့်ထက်တဲ့ telescope တွေနဲ့အနာဂတ်မှာပေါ်လာမယ့် telescope တွေက K2ADB ရဲ့လေထုကိုပို့ပြီးအသေးစိတ်လေ့လာနိုင်မှာပါ။ ဒီလေလာမှုတွေက DNA တွေ့ရှိမှုကိုအတည်ပြုနိုင်မလားဒါမှမဟုတ်တခြားသက်ရှိလက္ခဏာတွေကိုတွေ့ရှိနိုင်မလားဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရမှာပါဒါအပြင် K2ADB ဟာရေဖုံးလွှမ်းနေတဲ့ကြိုဖြစ်တယ်ဆိုတဲ့အယူဆကိုလည်းပုံမခိုင်ပါစေမလားဒါမှမဟုတ်တခြားလုံးဝမတူညီတဲ့ကြုံမျိုးစားဖြစ်နေမလားဆိုတာကိုတော့ဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ် K28DB ဟာဘာကြောင့်ဒီလောက်ရေးပါလဲဆိုတာကိုနှစ်ချုပ်ရရင်ပထမဆုံးအနေနဲ့သူဟာနေထိုင်နိုင်ဖွယ်စုံထဲမှာရှိပြီးရေကိုးရေငွေ့နဲ့ကာဗွန်ပါဝင်ပြီး မော်လီကျူးတွေပါဝင်တဲ့လေလူရှိတယ်ဆိုတာကိုအခိုင်အမာသိရတဲ့ပထမဆုံးကြိုတွေတဲကတခုပါဒါဟာကျွန်တော်တို့ကဘာမြေပြင်ပတဲ့တခြားနေရာတွေမှာတက်ရှိပောက်ပွားနိုင်တဲ့အခြေအနေတွေတကယ်ရှိနေနိုင်တယ်ဆိုတာကိုပြသနေပါတယ်ဒုတိယအချက်အနေနဲ့ K2ADB ဟာရေဖုံးလွှမ်းနေတဲ့ကြိုမျိုးစားဖြစ်နိုင်တဲ့ဆိုတဲ့အယူဆကိုထောက်ခံနေပါတယ်။ဒီလိုကြိုမျိုးတွေမှာထူထပ်တဲ့တန်းငွေလေဓူအောက်မှာသမုတ်တရာကြီးတွေရှိနေနိုင်ပြီးဒီသမုတ်တရာတွေဟာတက်ရှိတွေအတွက်နေထိုင်ချက်စားရာနေရာဖြစ်လာနိုင်ပါတယ်။ တတိယအချက်အနေနဲ့ DNS လိုမျိုးသက်ရှိလက္ခဏာဖြစ်နိုင်ခြေရှိတဲ့ molecule တွေကိုရှာဖွေတွေ့ရှိနိုင်တဲ့ဆိုတဲ့အလားအလာကိုမြင်တွေ့လာရပါတယ်။ဒါကကျွန်တော်တို့သက်ရှိလက္ခဏာတွေကိုဘယ်လိုရှာဖွေရမယ်ဆိုတဲ့နည်းလမ်းတွေကိုပုံမကောင်းမွန်အောင်လုပ်ဆောင်နိုင်ဖို့တွန်းအားပေးပါတယ်။ K28DB ဟာကျွန်တော်တို့စကြဝဠာထဲမှာတယောက်တည်းလားဆိုတဲ့ထားဝရမေးခွန်းရဲ့အဖြေကိုရှာဖွေရမှာအလွန်ရေးကြီးတဲ့ခြေလှမ်းတစ်လမ်းပါ။ တေချာတာကတော့ K2HDB ဟာနောက်ဆုံးကြော်တော့ဖြစ်မှာမဟုတ်ပါဘူးသူ့လိုမျိုးဒါမှမဟုတ်သူ့ထက်တောင်ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ကြော်တွေအများကြီးရှိနေပါလေဦးမယ်စကြဝဏကြီးကကြေပြောလာပါတယ်ကျွန်တော်တို့မသိသေးတဲ့ຢာတွေအများကြီးရှိနေပါသေးတယ် K2HDB လိုကြော်တွေကကျွန်တော်တို့ကိုဆက်ပြီးလေ့လာဖို့ရှာဖွေဖို့နဲ့စူးစမ်းလေ့လာဖို့တွန်းအားပေးနေပါတယ်ဘာပဲဖြစ်ဖြစ် K2HDB ကပေးလိုက်တဲ့သတင်းစကားကတော့ကျွန်တော်တို့ကဘာမြေပြင်ပတဲ့တခြားဘယ်နေရာမှာမဆိုတက်ရှိတွေရှိနေနိုင်တယ်ဆိုပဲဖြစ်နိုင်ခြေပါ ဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် K28DB အကြောင်းဘလို့ထင်မြင်ချက်ရှိလဲဆိုတာကိုကိုမန့်မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့သိပ္ပံနဲ့စကြဝဏအကြောင်းအရာတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ Channel ကို Follow လုပ်ထားဖို့လည်းဖိတ်ခေါ်ပါတယ်